တရုတ်ရဲ့ AI နည်းပညာလုပ်ငန်းရှင်တွေနဲ့သုတေသနပညာရှင်တွေကိုအမေရိကန်ကိုခီးသွားခြင်းကနေရှောင်ရှားဖို့တရုတ်အာဏာပိုင်တွေညွှန်ကြားထားကြောင်း Wall Street ကနေ WSG ကအစိုးမအကြောင်းအရာနဲ့နှိစက်တဲ့လူပုတ်ကိုရီးယားပြောကြားချက်ကိုကိုးကားပြီးဖေဖော်ဝါရီ28ရက်ကဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့ AI နည်းပညာကျွမ်းကျင်သူတွေဟာပြည်ပနိုင်ငံကိုခရီးသွားချိန်မှာတရုတ်နိုင်ငံရဲ့ AI ကဏ္ဍနဲ့ပတ်သက်တဲ့လေးဝဲအချက်လက်တွေပေါက်ကြားသွားမဲ့အရေးကိုတရုတ်အာဏာပိုင်တွေကစိုးရိမ်နေကြောင်း WSG ကဖော်ပြခဲ့ပါတယ်။ဒါပြင်တရုတ်ရဲ့ AI နည်းပညာလုပ်ငန်းရှင်တွေကိုဖမ်းဆီးထိန်သိမ်းပြီးအမေရိကန်တရုတ်ဆွေးနွေးညှိနှိုင်းမှုတွေမှာအမေရိကန်ဘက်က ၎င်းတို့ဖန်ဆီးထားတဲ့တရုတ်ပညာရှင်တွေကိုအနိုင်ဖဲချက်တွေအဖြစ်အသုံးချမဲ့အရေးကိုလည်းတရုတ်အာဏာပိုင်တွေကစိုးရိမ်နေကြတယ်လို့ WSJ ကဖော်ပြခဲ့ပါတယ်။ဥပမာအဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပထမသက်တမ်းကာလအတွင်းအမေရိကန်ရဲ့တောင်းဆိုချက်နဲ့ဟွာဝေးအလုပ်အမှုဆောင်ချုပ်ကိုကနေဒါကဖန်ဆီးခဲ့တဲ့ဖြစ်ရက်နဲ့အလားတူတဲ့ဖြစ်ရက်တွေရှိလာနိုင်မှာကိုတရုတ်ကစိုးရိမ်နေတယ်လို့ဆိုပါတယ်။ WSJ ရဲ့သတင်းဖော်ပြချက်နဲ့ပတ်သက်ပြီး Radar သတင်းဌာနကအင်ဖီရိုနဲ့တရုတ်နိုင်ငံတော်အကောင်စီသတင်းပြန်ကြားရေးယုံတို့ကိုမှတ်ချက်ပေးဖို့တောင်းဆိုခဲ့ပေမဲ့လည်းတုံ့ပြန်မှုတွေမရခဲ့တာဖြစ်ပါတယ်။တရုတ်ရဲ့ AI နည်းပညာနဲ့စရုပ်တိစောက်ရေးလိုမျိုးတခြားမဟာဗျူဟာမြောက်အကဲဆက်တဲ့လုပ်ငန်းတွေမှာဥဆောင်နေတဲ့တရုတ်ကုမ္ပဏီတွေရဲ့အလုံးမှုဆောင်တွေအနေနဲ့မဖြစ်မနေတောင်းရောက်ဖို့လိုအပ်တဲ့ခရီးစဉ်တွေမရှိပါကအမေရိကန်နဲ့၎င်းရဲ့မဟာမိတ်နိုင်ငံတွေကိုခရီးသွားတာကိုအားမပေးကြောင်းတရုတ်အာဏာပိုင်တွေကဟန်တားနေကြတယ်လို့ WSJ ကဖော်ပြခဲ့ပါ ပါတယ်။ခရီးသွားဖို့စီစဉ်ထားတဲ့အလုံးမှုဆောင်တွေအနေနဲ့ခရီးမထွက်မီနဲ့နိုင်ငံတွင်းကိုပြန်လာချိန်မှာသက်ဆိုင်ရာကိုအကြောင်းကြားရမှာဖြစ်ပြီးအဲ့ဒီခရီးစဉ်တွေအတွင်းဘသူနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့အချက်ကိုအာဏာပိုင်တွေကိုအကျဉ်းချုပ်ပြောကြားဖို့ညွှန်ကြားထားကြောင်းလဲ WHO ကဖော်ပြခဲ့ပါတယ်။